တန်ကြားထဲမှာနိုင်ငံရေးစီးပွားရေးလူမှုရေးစသဖြင့်အမေဆုံးကပါတတ်တော့ဇက်စရာနဲ့ဇန်ညွန်းဟာအရေးကြီးဆုံးဆိုတဲ့လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။အဲ့လိုဇန်ညွန်းစာသားတွေထွက်လာတဲ့အခါတန်ကြားတိုက်ဖို့နေရာရှာလူစုလူရွေးစတာတွေလုပ်တယ်။ပြီးတော့တန်ကြားကြီးပဲမိုးလာမိုးလာမောင်လာမောင်လာလုပ်နေလို့ရှိရင် ပြင်းစရာကြီး။အဲ့ဒါကြောင့်တန်ကြားကြားမှာအကြီးပြေအောင် performance လို့ခေါ်တဲ့တခမ်းရက်ကွင်ကလေးတွေလည်းထည့်ကြတယ်။လူထည့်လို့ဆန့်တဲ့ဆုံကြီးတစ်ခုဟိုဖန်တီးကြပြီးတော့အဲ့ဒီထဲမှာလူကိုထည့် ုံစင်းတော့ကနေပြီးတော့ဂျပွေကြီးနဲ့ထောင်းတဲ့အကွင်မျိုးတွေလည်းမောင်ရင်မြင်မှုပါတယ်။ရာဇဝင်ဥပောက်တွေအရာထဲရဟာသတွေကိုလည်းတန်ကျက်ဖွဲ့သားတွေကတရုတ်ဆောင်ခွင့်ရတယ်။ဒီနေရာမှာတန်ကျက်သမားတိုင်းအတိုင်ဖောက်မဟုတ်ဘဲနဲ့တခြားနေရာတွေမှာပါမျက်မျက်တက်တက်လူသုံးလို့ရအောင်ဖန်တီးကြတာပါ။နောက်တန်းမှာတန်ကျက်ထိုးပြီးပဲနေကြမလို့ကိုတရုတ်ဆောင်ကောင်းလို့ရှိရင်တန်ကျက်မှာလည်းဆယ်လီဖြစ်နိုင်ပါတယ်။စာလားရေးသူရောတရုတ်ဆောင်သူတွေရောအတိုင်သမားတွေပါဆယ်လီဖြစ်နိုင်ပါတယ်။အဲဆယ်လီဖြစ်ပြီဆိုတာနဲ့ ထောင်6လောက်လောက်ကတော့ကြာတော့တာပဲခင်ဗျာ